မင်းကိုပဲချစ်တာငါမင်းတယောက်တည်းကိုပဲချစ်တာမပြောနဲ့မချစ်နဲ့သူလင်မယားကာရက်တာဆိုအခုအဲ့လိုမျိုးဖတ်ရတာတော့ပြီးရခါကျအဲ့လိုရင်ဝင်ထဲမှာစကားပြောရတော့ပါဆိုလို့ရှိရင်ခဏခဏရိုက်ကြတာမျိုးပေါ့နော်ဒါကအချစ်ကားအရင်မရိုက်ဘူးတော့အဲရှက်တယ်ဟုတ်ပါ Okay thank you အပြင်မှာအဲ့လိုချွဲရတာချစ်တာတော့ပါတော့ကြာလဲတိတ်ပြီးတော့ရင်ကိုကာရက်တာမဟုတ်စကားထဲမှာကျအဲ့လိုလုံးရတာဆိုတော့ တနိုင်ဆုံးတော့လှုပ်ထားပါတယ်ကိုကိုကိုကြည့်တော့တေးရ ဓိကကတော့ကိုနေတိုးရဲ့ဒူမလောက်ရမှာဆိုတော့ကိုနေတိုးနဲ့အဓိကအစုံနဲ့စင်နေများပါဘူးเนาะအဲ့တော့အရင်တော့ရှင်ခုန်နေရဲ့ဘာလို့ဆိုတော့ကိုနေတိုးနဲ့တစ်ခါမှမစုံဘူးဒီကားမှမှစပြီးတော့စုံပါဆိုတော့ဒီကားအတွက်တော့အများကြီးစိတ်နှစ်ထားရဲ့ပြီးတော့အများကြီးပြည်စင်မှုတွေလည်းလုံပါပါဒါကလီဂျန်ကြီးတွေပါဟာနိပညာလောကရဲ့အဲ့လို့ဆိုတော့အဲမစုံမှုတည်းရဲ့တရုပ်ဆောင်ဝိုင်းရင်းနေနဲ့အကုန်လုံးနဲ့စုံစုံကျင်နေပေါ့เนาะအခုတော့ဒါကိုနေတိုးနဲ့စုံရပြီဆိုတော့ဆန္ဒဆန္ဒတစ်ခုပေါ့เนาะပြေးသွားပြေးသွားပြီပေါ့ ဒီကားလေးကမမျောလင့်ထားပဲနဲ့ဒီလူမျိုး character လေးကိုရှားလိုက်တာပေါ့เนาะအဲ့လိုဆိုတော့အရန်ပျော်တယ်ပြီးတော့ character ကလည်းတာထင်တာထပ်ပို့ပြီးတော့လောက်ွက်ရှိရယ်အဲ့လိုဆိုတော့ပရိသတ်တွေကိုအများကြီးလုပ်ပြနိုင်မဲ့ character တို့ချင်းမိရယ်ပေါ့เนาะအဲ့လိုဆိုတော့တခြားလေးကျူးစောသွားပါမယ်ရှင်ကလေးတကမင်းကြီးနေတယ်လာတော့မယ်နော်ကိုရေးကြပါမယ်ကဲသူကတော့အချစ်ကားလေးရောအချစ်ကားဆိုရိုးရဲဟာလေးလည်းပါတယ်ပြီးရဲ့ခါကျတော့အကြီးစားတဲ့ဘာဝလင်မယားတဲ့ဘာဝဖြစ်တတ်တဲ့ กระดอกกระสาเลยป่ะเนาะอะไรซอปริตติยาก็อะไรตะโบจอะเตติยายานี่ก็จี้อ่ะมาตะชู่ซีลิงဆိုလို့ရှင်အဲ့လိုတော်တော်လေးကိုရိုထားတဲ့ဟာလိုမျိုးလေးပါတယ်ပေါ့เนาะငါမင်းကိုပဲချစ်တာငါမင်းတယောက်တည်းကိုပဲချစ်တာမပြောနဲ့မချစ်နဲ့ပိုစတာကတော့ตาတို့နှစ်ယောက်တည်းไอเดียမဟုတ်ဘူးပေါ့เนาะဒါဓာတ်ပုံရိုက်ပြီးရဲ့ဖိုတိုဂရာဖာရောပြီးရဲ့ခါကျတော့မဟာဘကဒီလူကြီးရဲ့ไอเดียလည်းပါတယ်ပေါ့เนาะဆိုတော့ပိုစတာကနည်းနည်းလေးစမ်းသွားတော့အဲ့မှာလည်းစပြီးတော့ပြည်သက်တည်းစိတ်ဝင်စားကြရတယ်ပေါ့เนาะ เออสกายเนี่ยก็เลยมีบาร์เลยโอเคจบไปอ๋อกูอ่ะไอเดียยังก้าวเนี่ยสอตลอดเลยတော့ไอ้กายไอ้เฉยมากูอ่ะยังมูဝင်อ่ะยังลุเสียไม่รู้ป่ะเนาะตู้จีอ่ะเนี่ยกูไอ้คาแรคเตอร์มูဝင်เนี่ยเบเบกองเนี่ยมาบ้ามาไม่ผิดอ่ะมูတော့ငါမင်းဟုတ်ပဲချစ်တာငါမင်းလျောက်တည်းဟုတ်ပဲချစ်တာအကလေးကနှစ်ယောက်စလုံးတိချာကြိုးစားထားပါရဲ့အခုမဟာမှာကြည့်လို့ရနေပြီပေါ့နော်ဒီပိုင်းနဲ့အပီးဆိုတော့ပြည့်သက်တည်း အရန်အပိုင်းကြီးအများကြီးစောင့်စရာလည်းမလိုဆိုတော့အကြည့်ပြီးတော့အားပေးပါအောင်လို့အကူကဟုတ်တယ်မုကောင်းတယ်သူကလေရဟဇမာတွေကတီချာတန်လို့ပြပြောပြီးတော့ရိုက်ပြီးဆိုတာနဲ့အရန်မုကအရန်ကောင်းလို့နေပေါ့နော်တော်တော်တေးဥဆောင်ကောင်းတယ်အကူကလေဟုတ်ဟုတ်ကဲ့အဲ့တော့ဘယ်လောက်ထောင်မှာစောင့် လို့မသိကိုကူရသေးရဲ့ဘလို့ခန်းလေးကိုကူကူသေးရခဲ့ရလဲဒါရိုက်ခွဲမှာရောဒါရှက်ခဲရတဲ့ဟာလေးရရှက်တော့ရှက်တယ်ပြောင်းပြောင်းမလို့ရှက်လို့ရှက်တယ်အဲ့လိုဘယ်လိုပြောရမလဲသူလင်မယားကာရက်တာဆိုအခုအဲ့လိုမျိုးဖတ်ရတာတော့ပြီးရခါကျအဲ့လိုရင်ဝင်ထဲမှာစကားပြောရတော့ပါဆိုလို့ရှိရင်ခဏခဏရိုက်ကြတာမျိုးပေါ့နော်ဒါကအချစ်ကားအရင်မရိုက်ဘူးတော့အဲရှက်တယ်ဘာရင်ဝင်ထဲမှာရှက်ခဲ့ရတဲ့တန်တားကြီးပေါ့ဟုတ်လားအဲဒါပေမဲ့အကူကတတ်ထက်ကြီးပါတယ် ကိုကြီးပေါ့အဲအဲ့တန်းကြီးဖြစ်ချင်ကြတဲ့ကောင်မလေးရဲ့အများပါတော့သူတို့အကုန်လုံးဖြစ်ချင်ပါတယ်ဒါကြည့်ရလေဒါလည်းဖြစ်ချင်မှာပဲအခုပေါ့နော်အရှိမာတော့လေသူတို့ဖြစ်ချင်ခဲ့လူကြီးရှိမယ်တင်တယ်အားလည်းကြီးတူဟုတ်ပါ Okay thank you ဘာဘီဒါအဲ့လိုတကားဒါကြည့်ရင်ဖြစ်တယ်အဲ့လိုအပြင်ပုံစံနဲ့မတူတဲ့ character ကိုကိုကလုံယူထားတာဆိုော်လေအပြင်မှာအဲ့လိုချွဲတာတို့ချစ်တာတို့ဘာလို့ကြားရလဲတိတ်ပြီးတော့ရင်းကို character မဟုတ်ဘူး စကားထဲမှာကြာအဲ့လိုလုံးရဆိုတော့တက်နိုင်ဆုံးတော့လှုပ်ထားပါတယ်ခုခုကိုကြည့်တော့သေးရဟုတ်ကဲ့စကားထဲမှာလည်းအရင်ချွဲခဲ့ရတာနော်เออช่วยเก็บบ่ได้อะกูสกาเน่เปิอะดันโลราไปเปียวบ่โลรามาเปียวอะหลออันนี้แลตีบ่ได้เอ้ยอะกูอะตลอดเอ้ย သူမအကွက်တီးဥဆောင်လို့ရှိရင်သူ character ဖြစ်သွားတော့အကျန်တဲ့ချိန်ဆိုလို့ရှိရင်တော့ပုံမှန်ပဲစကားရင်းပြောတတ်တဲ့နေရာမှာမပါဘူးဟိုကိုထောင်ဆိုင်တို့ပါလို့ဆိုရင်အပြင်မှာအရန်စရခင်းနေနောက်တည်းအဲ့လိုပေါ်ပေါ်ယူပုံစံမျိုးသူတို့တက်တော့ယူပါတော့တွဲဆော့လိုက်သေးတယ်ကိုကြီးချမ်းမောင်ကြတော့အဲ့လိုမျိုးထိုက်မဟုတ်သူကသူ့ဘာသူဘာတိပတာနေရတိုင်းဒါပေမဲ့တီးဥဆောင်ပြီဆိုတာနဲ့သူ character ဖြစ်သွားတော့အဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုကိုနေရာကိုဒုံရဲပြနေပြီကောင်းပါလေရတယ်အော်တာလောလောဆယ်ကလီချွန်းနဲ့လည်းတတ်ထားဆိုတော့အခုကကိုကြီးချမ်းမောင်နေတာ ตาတော့ตาလိုမျိုးဒီအစ်တတယောက်အနေနဲ့ကိုရီချမ်းမောင်လိုမျိုးမင်းသားကြီးတယောက်နဲ့တွေ့ရရတဲ့အတွက်ကြောင့်မလို့ဒါကိုရဲ့ဉာဏ်ပညာဒီလျှောက်လမ်းမှာဒါလုံးဝမှတ်တိုင်တစ်ခုပေါ့เนาะဒီကသားတို့အရင်မှတ်ရမယ်ကပါအရင်ဝမ်းသာရယ်ပေါ့เนาะနောက်လဲအဲ့လိုမျိုးဆုံရှင်တယ်တခြား character တွေလည်းအဲ try ကြည့်ခြင်းနဲ့ပေါ့เนาะဟုတ်